အားလုံးပဲမင်္ဂလာပါအမတို့ဒီပတန်လေးကိုပဲအခြေခံပြီးတော့ Shura of Design အမျိုးမျိုးဆွဲနည်းကိုသင်ပြပေးမယ်နော်အခုကအမတို့ပထမဆုံးအနေနဲ့ design တစ်ခုကိုသင်ပေးပါမယ်အဲ့တော့အမတို့ဒီနေရာလေးကိုစက်ကူလေးနည်းနည်းလေးဖြည့်ကလိုက်မယ်နော်โอเคအမတို့ဒီလိုလေးဖြည့်ကပ်ပြီးပါပြီဆိုလို့ရှင်အမတို့ဒီမှာလေဒါကအမတို့ရဲ့ဒါအမတို့ရဲ့လက်လေနော်ဒီနေရာလေးကနေအမကို2 cm 2 cm လောက်ပေါ့ဒီနေရာလေးနဲ့ ဒီညာလေးနဲ့ကိုတူးစီရံဝင်ချင်တာပုံသိမဟုတ်နော်ကြိုက်တဲ့နေရာကနေဖြတ်ပြီးလို့ရပါတယ်အဲ့တော့အမကတော့တူးစီရံဝင်ချင်တာကိုတတ်မှတ်လိုက်မယ်နော်တူးစီရံလို့တတ်မှတ်လိုက်မယ်ပြီးရင်တော့အမတို့ရဲ့ဒါရင်မြင်းလေးနော်ရင်မြင်းကနေအမ2.5လောက်ထိကို high လိုက်မယ်နော်ဒီမှာ2.5 2.5တတ်လိုက်မယ် okay ဒီတူးစီရံစင်းထားတဲ့အမကလေးကနေအမ2.5တတ်ထားတဲ့အမကလေးကိုဒီလိုလေးနှစ်လားလေးဝိုက်ပြမယ်နော် Okay ဒီမှာလဲအိုက်တိုက်မယ်အမတို့ဒီမှာဒီဒီနားလေးကနေမတို့နောက်ချမ်းကို ကိုအစင်ဒီလိုလေးလက်လာလေးဝိုက်သွားပေးပါမယ်မတော့နောက်ချောင်းကိုတော့ရင်မြင်းကနေနောက်ချောင်းရင်မြင်းကနေအပေါ်ကို1 cm လောက်တက်တဲ့အနေထား1.1 cm 1.5ကိုစိတ်ကြိုက်ထားလို့ရတယ်နော်အဲ့တော့အမဒီမှာ1.5လောက်ကိုဒီလိုလေးလမ်းပြီးတော့ဆက်လိုက်တယ်နော်โอเคဒီလိုလေးဆက်ပြီးသွားပြီဆိုလို့ရှိရင်နော်အမတို့ဒီမှာဒီနေရာလေးမှာ1 cm ထောက်ပို့ပေးပါမယ်โอเคပြီးရင်တော့အမတို့ရဲ့ဓာတ်ဂျိုင်းလေး ဂျိုင်းရဲ့အပြည့်ဆုံးနေရာလေးနဲ့အမတို့မြင်းတစ်ချောင်းလေးဒီလိုလေးဆက်လိုက်မယ်နော်။ Okay ဒီနေရာမှာလည်းအမတို့ 1cm တောက်ဖို့ပြပါမယ်နော်လူတိုင်းနော်။ဒီမှာလဲ 1cm okay ပြီးပြီဆိုလို့ရှိရင်တော့အမတို့ဒီမှာဒါကအမတို့ရဲ့နောက်ချမ်းရဲ့ဒါတွေကဂျိုင်းအဝိုက်ကလေးလေဂျိုင်းဂျိုင်းအဝိုက်ရဲ့အပြည့်ဆုံးနေရာလေးကိုဒီလိုလေးဆက်ပြီးတော့ဒီနေရာလေးမှာအမတို့0.7ပုံသေးတောက်ထိုးပေးပါမယ် okay ဒီကြောကြောအလေကကြောအလေကိုတော့ဒီခါမြင်းနဲ့0.7 1cm ဒီလိုလေးထောက်ဖို့ပြေးမယ်နော်โอเคပြီးသွားပြီဆိုလို့ရှိရင်တော့အမတို့ဒီအပေါ်ပိုင်းလေးကိုဒီလိုလေးဖြတ်ချလိုက်တော့မယ်နော်ပြီးရင်တော့အမတို့တောက်တွေထည့်လိုက်ပါမယ် ီတော့ကိုတော့မလို့ဖြတ်ချလိုက်မယ်နော် Okay ဒီအဆင့်ထိပြီးသွားပြီဆိုလို့ရှိရင်အမတို့ရဲ့ဒီငင်းလေးကတော့တောက်တွေထားလိုက်တော့ကောက်သွားတယ်လေကောက်သွားတော့အမတို့လှလှလေးပြန်ဖြစ်ပြရမယ်နော်အဲ့တော့အမထုံးစံအတိုင်းခဲတဲ့လေးနဲ့အရင်ဆုံးရလိုက်ပါမယ်ဖြတ်ရည်များသွားမှာဆိုလို့နော် โอเคကိုစိတ်ကြိုက်ဖြစ်သွားပြီဆိုလို့ရှိရင်เนาะအမတို့ဒီမှာပေခွေးလေးနဲ့တုံးလို့လည်းရတယ်လက်နဲ့တစ်စက်သေးလေးဝိုက်ပြလိုက်လို့လည်းရတယ်เนาะ โอเคပြီးသွားပြီဆိုလို့ရှင်တော့အမတို့ညှက်ချလိုက်ပါမယ်အဲ့လိုဆိုလို့ရှင်တော့အမတို့ဒီလိုလေးဖြစ်လာပါပြီเนาะโอเคဒီလိုလေးဖြစ်ပြီဆိုလို့ရှင်ဟင်မတို့ဆက်ကြောင်းလေးရှာမယ်เนาะ ဆက်ကြောင်းလေးကကိုအဆင်ပြေတဲ့နေရာမှာထားရပါတယ်အဓိကတော့အမတို့ဒီမှာဒါလေးကဂျိုင်းလေးလေဂျိုင်းအဝိုက်ကလေးဂျိုင်းအဝိုက်ကလေးနဲ့အမတို့အပြည့်ဆုံးနေရာလေးကိုဖြတ်ချလိုက်မယ်နော်အဲ့တော့အမတို့မှာဂျိုင်းအဝိုက်ကလေးနဲ့ဒီအပြည့်ဆုံးနေရာလေးကိုဒီလိုလေးဆက်လိုက်ပါမယ်နော်โอเคဒီနောက်ချမ်းမှာလည်းအဲ့လိုပဲအမတို့ကဒီမှာလေးအမတို့ရဲ့ဒါကအမတို့မူလရှိနေတဲ့ဂျိုင်းအဝိုက်ကလေးအဲ့ဂျိုင်းအဝိုက်ကလေးနဲ့အမတို့အပြည့်ဆုံးနေရာလေးကိုဒီလိုလေးဆက်လိုက်ပါမယ်ဆက်ပြီးသွားပြီဆိုလို့ရှင်တော့အမတို့ဖြတ်ချလိုက်မယ်နော် โอเคဒီမှာလေမတို့ဒီလိုလေ तू อ่ะဒီလိုအချုံလေးကြံခဲ့လိမ့်မယ်နော်โอเคမတို့ဒီလိုလေးတိတ်နဲ့တက်ပြလိုက်ပါမယ် तू อ่ะတီးတန့်လေးဖြစ်သွားတယ်โอเคခဏဘေးဖြစ်ထားလိုက်မယ်နော်နောက်ချမ်းလေအဲ့လိုပဲအမတို့ဒီလိုလေးညှက်ချလိုက်မယ်နော်ဒီမှာလေမတို့ဒီလိုလေးညှက်ချလိုက်ပါတယ်သူ့ကိုလည်းအမတို့ခဏဘေးဖြစ်ထားလိုက်မယ်နော်ဒီမှာကြံနေတဲ့အချုံလေးကိုအမတို့ဒီလိုလေးတိတ်လေးနဲ့ကပ်ပြလိုက်မယ်နော်โอเคအမတို့ကဒီနာလေးမှာဆိုလို့ရှိရင်ထောက်နေတယ်လေမတို့ဒီမှာလည်းထောက်နေတယ်ထောက်နေတဲ့အတွက်အမတို့ကဖြည့်ပေးရမယ်နော်အဲ့တော့အမဆက်ကူလေးဖြည့်လိုက်ပါမယ် ခုလေးဖြည့်ပြီးပြီဆိုလို့ရှိရင်အမတို့ဒီလိုလေးဝိုက်ဝိုက်လေးဝိုက်ပြီးလိုက်မယ်နော်ပြီးရင်ညှက်ချလိုက်ပါမယ်โอเคဒီလိုလေးဖြစ်သွားပါပြီဒီမှာလည်းအမတို့ဖြည့်ပြီးလိုက်မယ်โอเคသူဒီလိုလေးဖြစ်သွားပြီเนาะဒါအောင်မှာအမတို့ကလက်တို့လိုချင်လက်တို့လက်ရှိလိုချင်ရယ်လေဒီအတိုင်းလေးထားလိုက်လို့ရပါတယ်เนาะအဲ့တော့အမတို့ကလက်တို့လေးချုပ်မယ်เนาะအတူဆုံးကတော့အမတို့လက်မောင်းရင်းမင်းကနေ၃စင်းပေးเนาะအဲ့တော့အမက5စင်းစင်းပြီးတော့ဖြတ်ချလိုက်မယ်เนาะ လက်အတူအရှိကကိုစိတ်ကြိုက်ယူနော်ဒီအတိုင်းလေးလက်ရှိလက်လို့လည်းရပါတယ်โอเคဒါကအမတို့ရဲ့လက်ပတံလေးနော်အမတို့ကိုယ်လေးလေးကိုသွားပြီးတော့ကြည့်ကြမယ်နော်မတို့ဒါကနောက်ချမ်းလေးလေးနောက်ချမ်းလေးကိုစကြောင်းမထည့်ချင်ဘူးဆိုလို့ရှိရင်အမတို့ဒီတိုင်းလေးပဲတောက်ထိုးပြီးတော့ချုပ်စာလေးပက်ပက်လေးထုတ်ပြီးတော့ချုပ်လိုက်ရပါတယ်နော်တကယ်လို့အမတို့ကနောက်ချမ်းကို B1 B2 နှစ်ပိုင်းခွဲချင်ရင်လည်းရပါတယ်အမတို့ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒီထောက်ကလေးကိုညှက်ထုတ်လိုက်ရုံပဲနော်ဒီလိုလေးလေး ဒီမှာအမတို့နည်းနည်းလေးခုံးနေတယ်ဆိုလို့ရှိရင်ဖြေပေးလို့ရတယ်နော်โอเคအမတို့ဒါကနောက်ချမ်းလေးလည်းပြီးသွားပြီနော်အမတို့ရှေ့ချမ်းလေးကြည့်အောင်ရှေ့ချမ်းလေးကိုရှေ့အလယ်မှာစက်ကြောင်းလေးထဲမှာဖြစ်တဲ့အတွက်အမတို့ရင်အဝုံးကိုရင်အဝုံးမှာပွိုင်ဖိုက်ဝင်လိုက်ပါမယ်ပွိုင်ဖိုက်ဝင်လိုက်တဲ့အမှတ်နဲ့အမတို့ရင်ရင်းလေးနဲ့ဒီလိုလေးဆက်ပေးပါမယ်ပွားဖိုက်ဝင်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်အမတို့ဒီမှာခါမြင်းကိုဒီလိုဒဲလေးဆက်လိုက်ပါမယ်နော်ပြီးရင်တော့အမတို့ခါအရှိမတ်နဲ့ဒီလိုလေးချုံချုံလေးအဆုံးတက်လိုက်ပါမယ်ဒီလိုဒဲလေးအဆုံးတက်လိုက်လို့လည်းရတယ်နော် โอเคဒီနေရာလေးကအမတို့စားထုတ်ပေးရမှာပါဒီနေရာလေးစားထုတ်ပေးမယ်ဆိုလို့ရှိရင်အမတို့ရှေ့မှာလုံးဝရှင်းလင်းနေလိမ့်မယ်เนาะညှချလိုက်ပါမယ်ပြင်းတော့အမတို့နှစ်ပိုင်းပိုင်းလိုက်မယ်နော်ဆက်ကြောင်းလေးကိုကိုလိုချင်တဲ့နေရာမှာထားလို့ရပါတယ်ဒီဒီအတိုင်းလေးအမတို့ဖြတ်ချပြီးတော့ပြန်ဆက်ရင်လည်းရပါတယ်နော်အဲ့တော့အမတို့ကဒီနင်းလေးအတိုင်းပဲအမတို့ဖြတ်ချပြီးတော့ပြန်ပူးချုပ်လိုက်မယ်နော် တကယ်လို့အမတို့ရင်ထိတ်မှတ်နေရလေးမှာခြုံနေလို့ရှိရင်ဖြေပေးရမယ်နော်ဒီလိုလေးလေးဒီမှာလည်းအဲ့လိုပဲအမတို့နည်းနည်းလေးထောက်နေတာမျိုးခြုံနေတာမျိုးဆိုရင်နည်းနည်းလေးဖြေပေးရမယ်နော်โอเคမတို့ဒါကိုပပက်လဲချုံစံထုတ်ပြီးချုပ်လိုက်မယ်ဆိုလို့ရှိရင်ပြီးပါပြီမတို့အုံကွက်မထည့်ဘူးဆိုလို့ရှိရင်ဒီတိုင်းလေးပဲချုပ်ပြီးလိုက်ရုံပဲเนาะတကယ်လို့သမီးတို့ကအုံကွက်ထုတ်မယ်ဆိုအုံကွက်နဲ့ချုပ်မယ်ဆိုလို့ရှိရင်တော့မတို့ဒီရင်းနေနေရာလေးမှာမတို့ 1 cm ဟပြရပါမယ်ပုံမှန်က1 cm ရင်ကြီးလို့ရှိရင်1.5ဒါမှမဟုတ်ရင်လည်း1.8 ठी ကိုဟပြလို့ရတယ်နော်အဲ့တော့အမတို့အုံကလေးနဲ့ချုပ်မယ်အုံကလေးနဲ့ချုပ်မယ်လို့သဘောထားလိုက်ပြီးတော့ဒီလိုလေးဟလိုက်ပါမယ်ပြင်းတော့အမတို့စကူလေးအစားထိုးပေးမယ်နော်ပုံမှန်ဆိုတော့အမတို့1 cm ဟာပေးလိုက်မယ်နော်

ါကအမတို့ရဲ့ရင်ပေါ်ဝန်းမြင်းလေနော်ရင်ကျဲမြင်းနော်ရင်ကျဲမြင်းရင်ပေါ်ဝန်းမြင်းအဲ့မြင်းနဲ့အမတို့ရဲ့ဒီရင်မြင်းတဲ့ကိုတဝက်လောက်နေပါပေါ့နော်တဝက်လေးအဲ့နေရာလေးမှာအမတို့ point 3လောက်ထွက်ပေးလိုက်ပါမယ်နော်ဒီလိုလေးလေပေခွေးကအမတို့ဒီကနေရင်ကျဲမြင်းကနေဆိုလို့ရှိရင်အမတို့2စီရန်လောက်ဆင်းပြီးတော့ဒီလိုလေးဝက်ပေးလာပါနော်ဒီလိုလေးလေโอเคဒီလိုလေးဝက်ပြီးတော့အမတို့ဒီမှာဒီလိုလေးပြန်ဖြည့်ပေးလိုက်ပါမယ်ထောင်းနေလို့ရှိရင်ပြီးရင်တော့အမတို့ညှပ်ချလိုက်မယ်နော် ဒီနေရာလေးမှာအမတို့ပွင့်သလွီးထံပို့ထုတ်ပေးလို့မရဘူးเนาะရင်းနေမလာပဲနဲ့ဖောင်းနေတတ်ပါတယ်။ Okay ဒီဘက်ချမ်းလည်းအဲ့လိုပဲ။ဒီဘက်ချမ်းကတော့ပွင့်သလွီးထွက်ရင်အမတို့ဖောင်းနေတယ်လို့မထည့်တော့ဘူးเนาะဒီရဲ့အမတို့ပတ်တန်အရာလေး။အဲ့တော့အမတို့ဒီလိုလှလာလေးပဲဝါလိုက်မယ်เนาะ။တကယ်လို့ထည့်လို့လှလာတယ်ဆိုလို့ရှိရင်လည်းထည့်ပြလို့ရပါတယ်။အဲ့တော့အမတစ်ချက်ချင်းကြည့်လိုက်မယ်เนาะ။နည်းနည်းလေးတော့ထည့်လို့ရတာဖြစ်တဲ့အတွက်အမပွင့်2လောက်ဖြည့်လိုက်မယ်เนาะ။ဒီဘက်ချမ်းကတော့လိုအပ်မှာထည့်ပါ။ ခုဆိုလို့ရှိရင်တော့အမတို့ရဲ့ shoulder off အတန်း design one လေးပြီးသွားပါပြီเนาะဒါလေးကတော့အမတို့ရဲ့လက်ပတန်လေးပါချုပ်မဲ့အခါဘယ်လိုချုပ်ရမလဲဆိုရင်အမအကြံထင်းလေးပြပြမယ်เนาะအမတို့ဒါကရှေ့အလဲလေးရှေ့အလဲဆိုတော့အမတို့ရှေ့အလဲချင်းအလဲချင်းကိုပူချုပ်မယ်ပြီးတော့သူနဲ့သူနဲ့ကိုပူချုပ်ပါမယ်โอเคသူကတရွဲဖြစ်သွားပြီနောက်ချမ်းမှာလည်းအဲ့လိုပဲသူနဲ့သူနဲ့ကိုပူချုပ်ပါမယ်သူကလည်းတရွဲဖြစ်သွားပါလိမ့်မယ်โอเคပြီးပြီဆိုလို့ရှိရင်တော့အမတို့ဒီမှာ ဆိုင်အချင်းချင်းချမ်းအချင်းချင်းကိုပူချုပ်ပါမယ်ပြီးပြီဆိုလို့ရှိရင်အမတို့ဒီမှာရှေ့ချမ်းရှေ့ချမ်းနဲ့ရှေ့ချမ်းနဲ့ကိုပူချုပ်ပါမယ်အဲဆိုလို့ရှိရင်သူကဒီလိုမျိုးအတွဲလိုက်ကြီးဖြစ်သွားပါမယ်နော်โอเคအဲ့လိုအတွဲလိုက်ကြီးဒီလိုချုပ်ပြီးသွားပြီဆိုမှအမတို့တစ်ထက်သေးချုပ်မယ်ဆိုလို့ရှင်ဒီအတွဲလိုက်ကြီးကိုအမကိုကုတ်စာတက်ပြရမယ်နော်နှစ်ထက်ချုပ်မယ်ဆိုလို့ရှင်လည်းဒီလိုချုပ်ပြီးပြီဆိုမှအတွင်းချမ်းနဲ့ဒီလိုအတွဲအတွင်းချမ်းနဲ့ဒီလိုအတွဲလိုက်ကြီးကိုငုံပြီးတော့ချုပ်ပြရမှာပါနော်โอเคဒီမှာတခုတတိထားရမှာကအမတို့ကဒီမှာလေဒီ chain white ကလေးနဲ့ဒီ chain white ကလေးကတန်ဖိုးတူနေရမယ်နော်အဲ့တော့အမတို့တန်ဖိုးတူနေရလားလို့အမတစ်ချက်စစ်ပေးမယ်နော် တန်ဖိုးတူနေမှာအမတို့ပူးချုပ်ရပူးချုပ်ရကွက်တီဖြစ်မှာလေနော်အဲ့တော့အမတို့ဒီမှာဆိုလို့ရှိရင်စနစ်ဒသမ၄ရှိပါတယ်အမပတ်တံမှာဆိုလို့ရှိရင်စနစ်ဒသမ၄ရှိတယ်အဲ့တော့အမဒီမှာစနစ်ဒသမ၄လို့ခဏမှတ်ထားလိုက်မယ်နော်တရားလက်တရားတူမှာမဟုတ်ဘူးနော်โอเคဒီမှာလည်းအမတို့စစ်ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်အမတို့7.6ဖြစ်နေတယ်။ဘယ်လောက်ဖြစ်နေလဲဆိုလို့ရှိရင်7.6။အဲ့ဆိုရင်အမတို့နှစ်စိတ်ပို့နေတယ်။ပို့နေတဲ့နှစ်စိတ်ကလေးကိုအမတို့ဒီမှာ နောက်မှနီးပါးလောက်အနေထားကိုဒီလိုလေးထောက်ထပ်ပေးရမယ်နော်ဒါလေးကအရေးကြီးပါတယ်နော်ဒီမှာပုံနေတဲ့နှစ်စိတ်ကိုအမတို့ထောက်ထပ်လိုက်ပါမယ်ဒါကဘယ်နောက်သွားဆက်ရမယ်ဆိုပြီးမဟုတ်ပါဘူးဒီမြင်းဆောင်လေးနဲ့နောက်မှနီးပါးအနေထားလောက်ကိုသွားဆက်လိုက်ရင်ရပါပြီနော်โอเคအမတို့တိတ်လေးနဲ့ကတ်မယ်โอเคဒီလိုလေးရတောက်ထက်လိုက်လို့မတော်တဆနည်းနည်းလေးကောက်သွားရင်ပြန်ဖြည့်ပေးပါနော်ခုမတို့ကတောက်မှန်နေပါထက်တဲ့အတွက်မကောက်တော့မတို့ဒီမှာသူ့အချင်းချင်းပူးထုတ်လိုက်ရင်ကွက်တိဖြစ်ပြီနော်โอเคရှေ့ချိုင်းလေးကိုမတို့ပြန်ချင်းကြည့်မယ်နော် ဒါကအမတို့ရဲ့ရှေ့ချမ်းလေးဘယ်လောက်ရှိလဲလို့တိုင်းလိုက်မယ်။ဒီမှာဆိုလို့ရှိရင်အမတို့14စီရန်ကိုတိရှိတယ်။အမခဏမှတ်ထားလိုက်မယ်။ Okay ဒီဇိုင်းလေးလည်း14စီရန်ရှိရလားလို့ကြည့်မယ်နော်။โอเคตัวဒီမှာဆိုလို့ရှိရင်အမတို့14.4ရှိနေတယ်14.4အဲ့ဆိုလို့ရှိရင်အမတို့0.4ပို့နေတယ်เนาะโอเคပို့နေတဲ့0.4လေးကိုလည်းအဲ့လိုပဲအမတို့နောက်မှနေပါအနေထားကိုထောက်ထပ်ပြလို့ရပါတယ်အမတို့ဒီမှာအဲ1စီရင်ဟားလိုက်တဲ့နေရာလေးကိုတဝက်ပြောင်းသွားလိုက်မယ်เนาะ โอเคတဝက်ဝက်တဲ့အမှတ်ကလေးကိုအမတို့ဒီလိုလေး point 4လေးထောက်ဖို့ပြီးလို့ရပါတယ်နောက်မှနေပါအနေထားကိုထောက်ဖို့ပြီးနော်โอเคအဲ့တော့အမတို့ပတ်တန်လေးချိန်လို့ပြီးသွားပြီဖြစ်တဲ့အတွက်အမတို့တွားပြီးတော့ချုပ်လိုက်မယ်ဆိုလို့ရှိရင်ကွက်တိကြပြီးတော့လှပတဲ့ပတ်တန်လေးရလာပါလိမ့်မယ်နော်